ပါမယ်ဖုန်းတွေမှာ contact ထဲကနံပါတ်တွေပဲဖုန်းခေါ်လို့ရပြီးတော့ဒီမတိတဲ့ဖုန်းနံပါတ်တွေလုံးဝဖုန်းခေါ်လို့မရအောင်ပိတ်ထားလို့ရပါတယ်ခင်ဗျာအဲ့လိုလေးလုပ်ချင်နေဆိုတော့အရင်ဆုံးဖုန်းတွေတော့ပါပြီးဒီတောက်မှာရှိတဲ့ setting ပုံစံလေးကိုတစ်ချက်နေပြီးပါခင်ဗျာပြီး blacklist ဆိုတာလေးတော့တစ်ချက်ဝင်ပြီးလိုက်ပါ call blacklist ဆိုတာလေးကိုတစ်ချက်နေပြီးပြီးတော့ log off on stranger ဆိုတာလေးကိုအုံမိလိုက်မယ်ဆိုရင်ရပါပြီခင်ဗျာဒီနေ့မှာတော့ iPhone တွေမှာဒီ Assistant Key လေးနဲ့ Second Shot ဘယ်လိုရရမလဲဆိုတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ အရင်ကလေးကတော့အရင်ဆုံး setting လေးကိုတော့ပါပြီးတော့ accessory ဆိုတာလေးကိုချက်ဝင်ပေးလိုက်ပါခင်ဗျာပြီးဒီမှာရှိရတပ်ဆိုတာလေးရှိရတယ်ချက်နေပေးပြီးတော့ accessory တပ်ဆိုတာလေးကိုဝင်ပေးလိုက်ပါပြီးဒီမှာပေါ့နော်ဒါပဲတပ်မှာ sound shot ဆိုရိုက်ပြပြီးတော့မှရိုက်လိုက်မယ်ဆိုရင်ရပါပြီခင်ဗျာ ဒီ China City ပဲဖုန်းတွေကမှဒီကြော်ညာရေးတက်နေရဆိုတော့မျိုးလောမယ်ဆက်ပြပြမယ်နော်။ပြောစီစတင်တဲ့တစ်ချက်ဝင်လိုက်မယ်။ဝင်လို့ရအောက်ကိုနည်းနည်းလောက်ဆွဲထားလိုက်ပြီးရော privacy and security ရှိတယ်။အဲ့ဒါတစ်ချက်ဝင်လိုက်မယ်။ဆိုရှင်ဒီဘက်ထဲကိုတစ်ချက်ဝင်လိုက်မယ်။အောက်ကိုအောက်ဆုံးနေဆွဲထားလိုက်ပြီးရော addition နဲ့ဆက်တဲ့တစ်ချက်ဝင်လိုက်မယ်။အာအဲ့ခါမှာတော့အောက်ကိုနည်းနည်းလောက်ဆက်လိုက်ပြီးရော AD service ဆိုတဲ့ချက်ရှိတယ်။အဲ့လားလေးတစ်ချက်